တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာစစ်မှုထမ်းတင်နန်းစင်းတပ်သားနှုတ်ဦးအလင်းဝင်လာခဲ့တယ်လို့တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖားကမက်ရှလာ၁၁ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ပလောမြို့အခြေဆိုင်အမှတ်185ချီမြန်တရင်မှာတာဝန်ထမ်းဆောင်နေရတဲ့စစ်မှုထမ်းပတ်စင်တက်တင်နန်းစင်းတပ်သားမောင်မျိုးနဲ့တပ်သားတကြားတို့နှစ်ဦးဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလ12ရက်နေ့မှာပါကဖားအဖွဲ့ဝင်တွေနဲ့ချိတ်ဆက်ပြီးအလင်းဝင်လာခဲ့တာပါ။ ူတို့နှစ်ဦးဟာတနင်္သာရီမြို့နယ်တိန်ခွန်ကျေးရွာတိုက်ပွဲတွင်ထွက်ပြေးလာပြီးတဲ့နောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံအလဲဝင်ရောက်လာတာဖြစ်တယ်လို့တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတို့ကတင်ပြထားမှုပြောပါရစေ။ အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားနှူဟာစစ်ကောင်စီတပ်သားတွေပေါ်ပေါ်တာဆွဲဖမ်းဆီးတာနေအိမ်ကနေစစ်မှုထမ်းခေါ်ဆောင်ခံရတာတွေကြောင့်တပ်ထဲရောက်လာသူတွေဖြစ်ပါတယ်။အလင်းဝင်လာသူနှူကိုနေထိုင်စားတောက်ရေးစီစဉ်ပေးပြီးတအူးကတော့စစ်ကောင်စီတိုက်ခိုက်ရေးလုပ်ငန်းမှာပါဝင်သွားဖို့သဘောတူတယ်လို့ဆိုပါတယ်။စစ်တပ်အနာသိန်းကာလာတွင်တနင်္လာနေ့မျိုးနဲ့ပါကာဖားချံအလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးအထိရှိလာတယ်လို့သိရပါတယ်။